ရုရှားကယူကရိန်းတက်ဆင်နိုင်တဲ့တိုက်ချင်းပြေပယ်ထိန်တုံးကြီးစမ်းသက်တော့မယ်လို့ဆိုပါတယ်စမ်းသက်မယ်ဆိုရင်တော့သူ့နိုင်ငံအေရိယာကကျေလွန်တဲ့အတွက်နိုင်ငံအနောက်ဖြာ YC တဲ့မှာရင်ငုံဒီမဘောကနေ SBN တိုက်ချင်းပြေတုံးကြီးကိုအရှိပြာကကမ်ချာကာကျုံးဆွယ်သည့်မိုင်မောင်း၃နောက်ငါတော့ဥပဝေးကိုပြစ်ပြမယ်လို့ဆိုပါတယ်နောက်တစ်စင်ကတော့နိုင်ငံအနောက်ဖြာမှာရှိတဲ့အာဂါတစခန်းကနေ ICBN တိုက်ချင်းပြေတုံးကြီးတွေကိုနိုင်ငံအရှိပြာက ကမ်ချာကာကျုံးစွာကိုရာတုံးပြကွင်းကိုထိမှန်အောင်ပြပြမယ်လို့ဆိုပါတယ်ရုရှားရဲ့ RS-28 စာမတ်တိုက်ချင်းပြတုံးကြီးဟာကီလိုမီတာပေါင်း18000မိုင်အားဖြင့်11250ထိရောက်ပြခတ်နိုင်စွမ်းရှိတယ်ဆိုပေမဲ့စမ်းသက်ချိန်မှာတော့အဲ့ဒီအကွာအဝေးတော့ထိဖြစ်လိမ့်မရှိပါဘူး။သူ့နိုင်ငံ area အတွင်းမိုင်၄000အောက်ကပြမှတ်တွေကရုရှားကဖြစ်လိမ့်ရှိပါတယ်။ American တွေတိုက်ချင်းပြတုံးကြီးစမ်းသက်ပြခတ်ရဲ့အများအားဖြင့်သူတို့အားထားတဲ့ AGM 30 Management Tree ICBM ကိုတာပြည့်လက်ရှိပါတယ် Management Tree ကို California Bandipat Agatha Scam မှာရှိတဲ့ Mesin C လို့မြောက်ပြချင်းကနေပြည့်လက်ရှိပါတယ် Megan Thompson က Bandipat Agatha Scam မှာ mile 1200กว่าဝေးတဲ့ Pacific သမုဒ္ဒရာတွေက Marshall ကျွန်းစုတွေတဲကနေ Mesin ပြည့်ကိုတော့ထိအောင်လှမ်းပြည့်လက်ရှိပါတယ်ဒါအမေရိကန်ရဲ့ထုံးစံပါ Management 3 ICBN တွေရဲ့ပြခန့်နိုင်စွာရှိတဲ့အကွာအဝေးဟာ မိုင်၈၀၀၀ဆိုပေမဲ့စံသက်ပြခန့်နေကြအကွာဝေးကမိုင်၄၀၀၀ကျော်ပဲဖြစ်ပါတယ်။ဘယ်တော့ခါမှလက်ကုံထော်ပြလို့မရှိပါဘူး။အမေရိကန်ဟာခုလောလောဆယ် AGM 30 minute man 3တိုက်ချင်းပြတုံးကြည့်တာအဓိကအားထားနေရစေပါ။အခု AGM 30 minute man 3ကိုအစားတစ်ခုကြည့်ရပြီး AGM 35 essential တိုက်ချင်းပြတုံးကြည့်တော့ D20 ထောက်လို့နေစေဖြစ်ပါတယ်။၂၀30လောက်မှာတော့တက်တော့ဝင်ဖို့ဖြန့်လျက်ရှိတယ်လို့ဆိုပါတယ်။အခုတော့ရုရှားက မေဂန်ထက်ယင်နျူကလ িয়ার လက်နက်တပ်ဆင်နိုင်တဲ့တိုက်ချက်ပစ်ဒုံးကြီးစမ်းသပ်မယ်ဆိုပြီးတော့ကြေညာလိုက်တာပဲဖြစ်ပါလေအခုလောဆယ်ရုရှားနဲ့အမေရိကန်ကြားတဲ့ရုရှားနဲ့ယူကရိန်းကြားထဲမှာစစ်ပွဲတွေကပုံပြီးပြင်းထန်နေပါလေယူကရိန်းနဲ့အနီးစပ်ဆုံးဖြစ်တဲ့ဒွန်ဘတ်ဒေသဟိုခရော့မှာတိုက်ပွဲတွေကပြင်းထန်ပြင်းထန်လာတယ်လို့သိရပါလေရုရှားစစ်သည်နေရာလောက်ကမျိုးဝင်လက်ကြောင်းကနေစစ်ဝင်ခဲ့ပြီးမျိုးဝင်တိုက်ပွဲတွေဆင်နွှဲနေတာရဲတော်ကြပါပြီး ရုရှားတပ်တွေအဲ့ဒီလမ်းကနေပြီးတော့တင့်တွေတကြက်ကတွေနဲ့အလုံးရုံဝင်ဖို့ကြိုးစားပြီးပဲယူကရိန်းက drone တွေဒုံးကြီးတွေအမြောက်တွေနဲ့အပြဲထန်ခုခံတာကြောင့်အခြေရင်တက်လာပါလိမ့်။ဒါကြောင့်ရုရှားကွန်မန်ဒိုတပ်သားတွေကညဘက်ချိန်မှာစစ်ဝင်တဲ့နည်းနဲ့အုံပြပြီးဝင်လာလဲဆိုပါတယ်။ကနဦးဝင်တဲ့ရုရှားစစ်သည်နေရာခန့်နဲ့ထောက်ဝက်ခန့်ကိုယူကရိန်းကတုံ့တင်နေမိမဲ့ရုရှားဘက်ကထက်လွတ်လို့ဆိုပြီးခုဆိုရင်မျိုးစင်ချီပုံမှာရုရှားကွန်မန်ဒိုစစ်သားပေါင်း900ဝန်းကျင်ခန့်ရောက်နေပါလိမ့်။ ဂရိုင်ကစီတူတနာဖွဲ့ ISW ဖော်ပြချက်အရပိုခရိုမျိုးစင်ကအဆောက်35ခုကိုရုရှားတပ်တွေကသိမ်းထားပါတယ်။ယူကရိန်းဘက်ကလည်းတီမူရာမီယာထုတ်ဖွဲ့တွေစီထားပြီးရုရှားကိုဗုံတပ်တွေကိုရင်ဆိုင်နေပါတယ်။အခုတော့အနီးကအသက်လူတိုက်ပွဲတွေပြင်းထန်နေပါတယ်။ပိုခရိုကိုရုရှားစစ်တပ်သိမ်းကြောင်းနဲ့ဝန်ရံထားတာဟာတနစ်ကျော်ကြာမြင့်နေပြီဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ရုရှားတပ်တော့ညီမကျအောင်မြင်ခြင်းမရှိသေးဘူးလို့လည်းဆိုပါတယ်။နောက်တွင်ဘုတ်ပြောချင်ပါတယ်။ မင်္ဂန်သမားထရန်နဲ့မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အကြားထိပ်သီးဆွေးနွေးပွဲဖြစ်လာနိုင်ခြင်းကတော်တော်များနေပြီးလို့တောင်ကိုရီးယားထောက်လှမ်းရေးတွေကသုံးသပ်ပါတယ်။ထရန်နဲ့ကင်ဂျွန်အတို့ကြားထဲမှာပြီးခဲ့တဲ့ရသတဘက်ကထရန်တောင်ကိုရီးယားရောက်စဉ်တွေ့မယ်လို့တင်ပြထွက်ခဲ့ပေမဲ့တွေ့ချင်တော့မရှိပါဘူး။ဒါမဲ့တောင်ကိုရီးယားမျိုးသားထောက်လှမ်းဌာနဟာမြောက်ကိုရီးယားနဲ့ပတ်သက်တဲ့အခြေအနေတွေကိုအင်ကာနဲ့မှလွတ်တော်ကိုတင်ပြရာခုလိုသုံးသပ်ထားတာပါ။ကင်ဂျွန်အဟာအမေရိကန်နဲ့ဆွေးနွေးဖို့ဆန္ဒရှိနေပြီးခြေနေတွေပြည့်စုံမယ်ဆိုရင်တော့ ထိပ်သီးဆွေးနွေးပွဲဖြစ်နိုင်တယ်လို့ထောင်လိုက်ကဲဖွဲ့ကကဲဖြစ်ထားပါတယ်။နောင်ကိုရီးယားနဲ့အမေရိကန်တို့ပုံမှန်ပူးတွဲဆေးလေ့ကျင့်မှုတွေပြုလုပ်ဖို့စီစဉ်ထားတဲ့လာမယ့်နှစ်မလမှာအလဲကြောင့်ခုဖြစ်လာနိုင်တယ်လို့လည်းနောင်ကိုရီးယားကပြောပါတယ်။ပြီးခဲ့တဲ့လကထရန်ရဲ့အာရှခီးစဉ်တွင်နောင်ကိုရီးယားရှိနေစဉ်ကင်ဂျွန်ဝမ်နဲ့တွေ့ဖို့အစဉ်သင့်ရှိကြောင်းဆိုပေမဲ့အထမမြောက်ခဲ့ပါဘူး။မေဂန်နေနဲ့မြောက်ကိုရီးယားဘောမူဝါဒပြောင်းလဲခြင်းမရှိကြောင်းနဲ့တမန်ထရန့်ဟာကြိုတင်ညှိနှိုင်းချက်တွေမရှိဘဲကင်ဂျွန်ဝမ်နဲ့ဆွေးနွေးဖို့အသင့်ရှိနေက လရှိမှာတော့ကျင်ညာရမယ့်စီဝင်လို့မရှိသေးဘူးလို့အဖြူတော်ကပြောပါလေ။ထိုင်းနိုင်ငံပြောင်းရောအထွတ်ပထမကျေးသမလားတက်တန်းတွင်2018နဲ့2019မှာထိပ်သီးဆွေးနွေးပွဲကျင်းပပူပါရယ်။ဒါပေမဲ့မြောက်ကိုရီးယားနျူကလ িয়ার စီစဉ်ဆွံ့လို့ရေးပေါ်မှာတော့သဘောထားပွဲလည်းမှုတွေဟာဆက်လက်ရှိနေဆဲဖြစ်ပါလေ။မြောက်ကိုရီးယားဆန္ဒကတော့အမေရိကန်ဟာသူတို့ကိုနျူကလ িয়ার လက်နက်နိုင်ငံတော်အဖြစ်အတိမတ်ပြုစေတာဖြစ်ပါရယ်။ဒါပေမဲ့အမေရိကန်ကတော့ဒါနဲ့ပတ်သက်ပြီးအတိမတ်ပြုခြင်းနဲ့ မရှိသေးပါဘူးအတိမတ်ပြုတယ်လို့လည်းလုံးဝမပြောပါဘူးတတော်ကြမှာတော့ American ကာဝေးဝင်ကြီးပေးဟာဆက်ကပြီးခဲ့တဲ့ရက်ပိုင်းကတောင်ကိုရီးယားကိုရောက်ပြီးတော့တောင်မြောက်ကိုရီးယားနေဆက်ပတ်မှုချုပ်ရောင်းတော်မှသွားကြည့်တယ်လို့ဆိုပါတယ်နောက်ကိုရီးယားကိုဟန်တာဖို့အောင်ဆိုင်ထားမှလည်း American ကာဝေးဝင်ကြီးပေးဟာဆက်ကပြောပါတယ်တောင်ကိုရီးယားနဲ့မဟာဗိတ်ဖွဲ့ချင်းဒီကချက်ကမြောက်ကိုရီးယားကိုဟန်တာဖို့ပဲလို့ပြောပါတယ် မြောက်ကိုရီးယားနေဆက်မှာရှိတဲ့စစ်မဲ့ဇုံမှာရှိတဲ့ခီးစင်ပါဝင်တောင်ကိုရီးယားစီအလက်ဘက်ခီးစင်တွင်တောင်ကိုရီးယားကဝေးဝင်ကြီးနဲ့ဝင်ကြီးကိုပြောလိုက်တာပါတောင်ကိုရီးယားမှာတက်ဆွဲထားတဲ့အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း2800ကျော်ရှိပြီးတရုတ်ပါဝင်ကျုံးဆက်ပြမကပြိပကတွေမှာ၃နိုင်မလားလို့မေးရမှာပေဟာဆက်ကနျူကလ িয়ার လက်နက်ပိုင်နဲ့မြောက်ကိုရီးယားရဲ့ရန်ကုန်ကာကွယ်ခြင်းကပဲအဓိကရည်မှန်းချက်ပါလို့ပြောပါတယ်ကာကွယ်ရေးကုန်ကျစရိတ်နဲ့ခြားကိစ္စရေးတွေနဲ့ပတ်သက်တဲ့စုတွေ့ချက်တွေကိုလည်းဖြည့်ရှင်းဖို့မျှော်လင့်ထားတဲ့ပူးတွဲကြီးညာချက်ကိုဆောင်ရွက်နေစေဖြစ်ပါတယ် တောင်ကိုရီးယားကစီးရီးနည်းပြနယ်မှုတွေကိုပိုလို့ဖို့ဆွေးနွေးခဲ့တယ်ဆိုပါတယ်မဟာမိတ်နိုင်ငံတွေကအမေရိကန်သင်္ဘောတွေကိုတောင်ကိုရီးယားမှာပြည်ပြင်ထိန်းသိမ်းဖို့သဘောတူခဲ့ပြီးလို့အဲ့ရင်အဲ့ဒီဒေသမှာအသင်းဖြစ်နေပြီးတော့ဆက်ရှိဖို့အလားအလာရှိတယ်လို့ဆိုပါတယ်နောက်သင်္ဘောပြောချင်ပါတယ်ဖလပိုင်မှာတိုက်ခတ်ခဲ့တဲ့ကာမဂီတိုင်ဖွန်းမုန်တိုင်းကြီးကြောင့်သေဆုံးသူ66ဦးထိမြင့်တက်လာပါတယ်ဘုံမှာလေးရဆောပိုင်းကဖလပိုင်နိုင်ငံစီဘူးပြန်ကိုပို့ပြီးတိုက်ခတ်ခဲ့တဲ့ကာမဂီမုန်တိုင်းကြောင့်သေဆုံးသူရေအတွက်ဟာနိုဘာ9ရက်နေ့မနက်ပိုင်းထုတ်ပြန်မှုအရ အနည်းဆုံး66ရောင်ရှိသွားပါပြီ။ဒီမော်ဒယ်ကနိုဝင်ဘာ9ရက်ဒေတာဆန်တော်ကြီးလက်လက်ရှိနိုင်မှာဖြေပခီတော်ဒီစီကာလေးရှိရာပါလာဝေါ်ရက်ကိုတနအီကိုမိုင်85မိုင်နှုန်းနဲ့နောက်ဘက်ဆက်လက်ရွေးရှာတိုက်ခတ်နေပြီးစီးပူးဒေတာမှာပြည်သူ့ကော်မတီတစ်ဖွဲ့စီမံခန့်ခွဲရမှုကအဲ့ဒီဒေတာတွေမှာနေဆုံးသူ49ဦးတွေ့ပြီး26ဦးပျောက်ဆုံးနေတယ်လို့သတင်းထုတ်ပြန်ပါလိမ့်။ပြန်ပြန်တသေးတွေကစီးပူးတွေတမှာအရင်ကတလောက်ကိုပြန်ပြန်မွေးချိန်130မီလီမီတာရှိရကနေခုမော်ရဲတဲ့ချိန်မှာခုနှစ်လက်မထိရပြလာလို့ ဒေတာတွေမကြိုးစဘူးရေကြီးမှုကအိမ်များခေါမိုးတာပေါ်ခဲ့တယ်ဆိုပါလေရေကဆယ်ပေကျော်ထိတက်သွားတယ်လို့ဆိုပါတယ်တာမန်ကားတွေတာမကအသင်းတော်တွေကိုနေတိုင်းတော့မှမျောပါတယ်ထိဆိုးသွားတာပါလေဒီမွန်တိုင်းနဲ့ဖလမိုင်လီတာမှကဲသေးရင်အလေးကြီးစေလို့ခရတဲ့နဲ့တစည်းပြတ်ကြခဲ့ပါလေလိုက်ပါသူ6ဦးလုံးရဲ့အလောင်းကိုလည်းပြန်တွေ့ပါတယ်ဖလမိုင်မှာတနည်းကိုပြန်မြောက်ဟောင်းလိုက်အလုံး20လောက်ဝေရောက်တက်ခတ်လေးရှိပါလေအခုနှစ်မှာအလုံး20ဦးပြီးဖြစ်တဲ့အတိုင်းလူများလို့တဲ့တော်အောင်ပေါင်းရဲ့ဖောက်ပြမှု ပင်လယ်ရေပူဇော်မြင့်တက်မှုကြောင့်ဒီဇင်ဘာလတည်နောက်ထပ်မှောက်တိုင်းသုံးလလုံးထပ်ဝင်နိုင်တယ်လို့မိုးလေဝသကြွညင့်သူတွေကခံမှန်းထားတာဖြစ်ပါတယ်။နောက်တင်ပုတ်ပြောချင်ပါတယ်။အင်္ဂလန်ဘောလုံးသင်းကောသောဟောင်းဒေးဗစ်ဘက်ခန်ကိုချားသွင်းမြင့်ကသူကောင်းပွဲချီမြှင့်လိုက်ပြီးစာဒေးဗစ်ဘက်ခန်ဖြစ်လာပါပြီ။ဒီနှစ်စောပိုင်းကချားသွင်းမြင့်ရဲ့မိုးနစ်ကွန်မြူစင်မှာပါခဲ့တဲ့အသက်50ရွယ်ဘက်ခန်ကိုဘီအမ်မြင့်ကဝန်ဆောင်ရတဲ့မှာနိုင်ဟုတ်သူကောင်းပွဲချီမြှင့်ခဲ့တာဖြစ်ပါတယ်။ဘက်ခန်ဟာနိုင်ငံအတွက် ဘောလုံးပွဲ115ပွဲကစားပြီး2000ပြည့်နှစ်ကနေ2006အထိအင်္ဂလန်အသင်းကောင်းဆောင်ဖြစ်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်နဲ့ရီယယ်မက်ဒရစ်ကိုလည်းလူဟောက်ဖြစ်တဲ့ဒေးဗစ်ဘက်ခမ်းဟာကမ္ဘာဖလား3ကြိမ်၊ဥရောပဖလား2ကြိမ်ရှင်ပြန်ခဲ့သူပါ။1992မှာယူနိုက်တက်အကယ်ဒမီကပေါ်ထွက်ခဲ့တဲ့ဘက်ကန်ဟာပထမတန်းမှာ17နှစ်ကစားပါတယ်။2003မှာတော့ပေါင်း25တန်းနဲ့ရီယယ်ကိုပြောင်းရွှေ့ပြီးစပိန်ပြည်တော်မှာ၄နှစ်ကစားပါတယ်။အဲဒီနောက်အမေရိကန်မေဂျာလိအသင်း LA Galaxy ကိုပြောင်းရွှေ့ပါတယ်။ လောင်းအန်ဂျယ်လီမှာရှိနေတဲ့ AC မီလန်မှာအားအစာကျတဲ့နှစ်ကြိမ်ကစားပြီး2013မှာတော့ Paris Saint-Germain မှာကစားပြီးဘောလုံးသမားဘဝအနားယူခဲ့တာဖြစ်ပါတယ်ခုတော့ Star David Beckham ဟာ United နဲ့ England အသင်းဖော် Gary Neville နဲ့တူ American က Major League အသင်း Inter Miami အသင်းကိုပူးတွဲပိုင်ထားပြီးတော့ League 2အသင်း Surfor City ကိုလည်းဒီဇိုင်းပိုင်ထားပါတယ်အရှေ့လန်ဒန်မှာဝေဖာသူဘက်ခန့်ဟာ2012အိုလန်ဒန်အိုလံပစ်ပွဲတော်ကိုအရှေ့ဖိလက်ခံကျင်းပဝင်ရရှိရတဲ့အတွက်ကုညီဆောင်ရွက်ပေးခဲ့သူလည်းဖြစ်ပါတယ် 2005ခုနှစ်ကတည်းကလူသားချင်းစာနာမှုဆိုင်ရာကူညီပေးဖွဲ့စည်းရေးနဲ့ဆက်လက်ပူးပေါင်းခဲ့ပြီး2015မှာဆယ်စုနှစ်ကြာပူးပေါင်းဆောင်မှုထိမှတ်ဖြင့်ရန်ပုံငွေထူထောင်ခဲ့ပါတယ်။2003မှာ BMA ကြီး Elizabeth ရဲ့ OBE ဘက်ချီးမြှင့်ခံခဲ့ရပါတယ်။2022 BMA ကြီးနိုင်ရဆံပြီးနောက် BMA ကြီးရုပ်ကလပ်ဂါရာပြုနိုင်မှု12နှစ်ကျော်တန်းစီဆောင်ရွက်ခဲ့ပြီးနိုင်ရဆံ BMA ကြီးကိုတွားရောက်ခံရပြုပါတယ်။ချားစွင့်မြရဲ့ပညာရေးစီစဉ် ူငယ်တွေရဲ့သဘောတရားကိုပုံမှန်နားလည်စေဖို့ကြိုးပမ်းမှုဖြစ်တည်ထောင်တဲ့ The Khan Foundation အတွက်လည်းဗကန်ဟာတန်မန်ဖြစ်ခဲ့ပါတယ်။အခုလိုသူကောင်းမွန်ရရှိတဲ့ပေါ်စာရိတ်ဝိဗကန်ကဒီထက်ပိုပြီးကိုယ်ဝန်ဆရာမရှိတော့ပါဘူးလို့ပြောပါတယ်။ကျွန်တော်နိုင်ငံချင်းစိတ်ပေါက်ရှိတဲ့လူတွေသိပါတယ်။နိုင်ငံကိုချစ်မြတ်လို့ပါတယ်ပြောပါတယ်။ကျွန်တော်မိသားစုအတွက် business ကဘယ်လောက်ရည်ကြီးတယ်ကျွန်တော်အမြဲပြောတယ်။ကဘာပတ်ဖို့အခွင့်အရေးရခဲ့တဲ့အခါနဲ့လူတွေကကျွန်တော်ကိုကျွန်တော်တို့ဘီဇနက်အကြောင်းပဲပြောချင်ကြတယ် ဒါကျွန်တော်ကိုဂုဏ်ယူစရာပါလို့ဘေးဘွယ်ခံတာဆိုပါလေသူကောင်းဘွယ်ချင်းတဲ့ခန်းတော်ကိုဝန်ဆောင်ရတဲ့မှာကျင်းပခဲ့ပြီးဒေးဘခန်ဟာသူ့စနေဗီဒိုရီယာနဲ့မိဘတွေဖြစ်တဲ့အတူတက်ရောက်ခဲ့ပါလေဖက်ရှင်လုံးနဲ့ဆက်ဆောင်မှုကြောင့်2019ခုနှစ်မှာ OBE ဘွယ်ရရှိခဲ့တဲ့ဗီဒိုရီယာကသူ့ခင်မွန်စာဘွယ်ယူဖို့အတွက်နန်းရင်းဝန်ဆောင်ဝတ်ဖို့ကိုယ်တိုင်ဒီဇိုင်းဆွဲချုပ်ခဲ့ပါလေဘခန်ကချားပြီးဟာကျွန်တော်ဝန်ဆောင်ကိုတော်လေးသဘောကျခဲ့တယ်ပြန်လို့ပြောသွားပါလေနောက်ဆုံးသတင်းပို့ပြောချင်ပါလေ Miss Universe မက္ကဆီကိုနဲ့ကတော့ကသားဖြစ်ခဲ့တဲ့နာဝက်ကအလှမယ်ကိုပြန်ပြီးတောင်းပန်ခဲ့ရတယ်လို့ဆိုပါလိမ့်။ထိုင်းနိုင်ငံမှာဂျင်မအနေနဲ့84ဂျင်မြောက်ပဲဆက်ကြောက်ရာပြိုင်ပွဲမှာမက္ကဆီကိုအလှမယ်နဲ့ရေးပွားပြီးတော့အော်ဟစ်ဂျင်မောက်ခဲ့တဲ့ Miss Universe Thailand အုပ်ထမ်းနာဝက်ကမက္ကဆီကိုအလှမယ်ကိုပြန်တောင်းပန်ပါလိမ့်။ဘန်ကောက်မှာဂျင်မနဲ့မက္ကဆီကြောက်ရာ2025ပြိုင်ပွဲတော့ဝင်ရောက်ရှင်ပြန်နေတဲ့အလှမယ်ချို့ဟာတရားမွေလောက်ကစားကြံရရဲ့ကူးနေတယ်ဆိုပြီးရဲတဖွဲ့ကစီးနေခဲ့ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးရေးပွားခဲ့တာပါ။ နာဝွန်နဲ့မက္ဆီကိုလာမယ့်ကြားငဲပေါင်းမှုဖြစ်ပြီးမက္ဆီကိုလာမယ့်ကခံမတွေကထွက်သွားသလို2021မှာဆက်ကြရာသရကိုပါရှင်ဒိမတ်လာမယ့်ကလည်းထပ်မံထွက်သွားလို့ခံမတွေရေလာမယ့်နေအားလုံးထွက်သွားဖို့ပြင်ဆင်နေတော့နာဝွန်ကအလာမယ့်တွေကိုအော်ဟစ်ခြင်းမောင်းပါလေဒီဖြစ်ရတော့ဝေဖန်မှုတွေခံရပြီးနာဝွန်ကဆိုရှယ်မီဒီယာမှာတိုက်ရိုက်ထုတ်လွှင့်တောင်းမှကမက္ဆီကိုလာမယ့်ကိုကောင်းမွန်စွာပြောဆိုင်မှာဖြစ်ကြောင်းပြည်သက်ကိုလည်းတောင်းမှကြောင်းပြောပါလေ ထိုင်းနိုင်ငံမှာကျင်းပတဲ့84ကျင်းပမဲ့စစ်ကြောရပြိုင်ပွဲတာဝန်ရှိသူဥက္ကရာနာဝတ်အားအလားမရေအော်ဟစ်ကျင်းပပြီးလိမ်စားမှုမရှိတဲ့ပြုမှုကြောင့်တာဝန်မှဖယ်ရှားကြောင်းမက်ဆေ့ချာရာဖွဲ့ဘူးတွက်ပိုင်ရှင်ကထုတ်ပြန်ကြေညာခဲ့ပါတယ်